ီဂရန်ဇွန်လာ၁၀ရက်နေ့မနက်၈နာရီခွဲအချိန်မှာကရီနီပြည်ဖူဆိုမြို့နယ်အတွင်းမှာရှိတဲ့ tiklu.jwa မှာနေအိမ်ပြန်လာကြည့်ရတဲ့ဒေတာခက်အမျိုးသား၃ဦးကိုကင်းရှင်ယူထားတဲ့စစ်ကောင်စီတပ်သားတွေကပြစ်ခတ်ခဲ့တယ်လို့ဒေတာခက်တွေကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်၂ဦးကထိခိုက်ဒဏ်ရာရရှိပြီးကျန်တဲ့၃ဦးမှာပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။ပထမဆုံးပြစ်ခတ်ခံရတဲ့သူကတော့ပေါင်မှာထိခိုက်ဒဏ်ရာရရှိသွားပြီး ဒုတိယတယောက်ကလွမြောက်သွားပြီးမဲ့လက်ပြဘုံနဲ့ထပ်ပြတဲ့အခါမှာထွက်ပြေးနေတဲ့အချိန်မှာနောက်ကြောကိုထိမှန်သွားတယ်လို့သိရပါတယ်။အဲ့ဒီဒေတိုင်းခဲတွေဟာစစ်ရှောင်းနေရင်းနဲ့နေရပြက်ပြီးပစ္စည်းတွေပြန်ယူကြတာဖြစ်ပါတယ်။ပျောက်ဆုံးနေသူကတော့အသက်50ကျော်အရွယ်အမျိုးသားဖြစ်ပြီးဒီကနေ့အထိပြန်မရလာနိုင်သေးဘူးလို့သိရပါတယ်။တောင်ရထဲဖို့အတွက်ဆက်ပစ္စည်းတွေပြန်ယူတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လွမြောက်လာသူတွေထွက်ပြေးသွားတဲ့နောက်မှာ တနတ်တန်ကြားရပြီးကြံခဲ့တဲ့တယောက်ကိုအဲ့ဒီနေရာမှာတညဆောင်ခဲ့ပေမဲ့အခုချိန်အထိပြန်မလာသေးဘူးလို့ဒေတာခန့်တွေကပြောပါတယ်။နေအိမ်ပြန်လာကြည့်တဲ့ဒေတာခန့်၃ဦးဟာဆိုင်ကယ်နဲ့စီးနဲ့ရှစ်ဆင်းနောက်ဆက်ပြန်လာကြတာဖြစ်ပြီးစစ်တပ်ကနေဆိုင်ကယ်တန်ကြားရကနေပြစ်ခတ်လိုက်တာဖြစ်တယ်လို့သူတို့ကပြောပြပါတယ်။